အားလုံးပဲမင်္ဂလာပါမင်္ဂလာပါ going by youtube channel နဲ့ tiktok channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရဲအဲ့တော့ကျွန်တော်တို့တွေဒီနေ့ကတော့သတင်းကျလာပြနေညသတင်းကျလာပြနေညလေးမှာဆိုတော့ဒါကျွန်တော်ကတော့ဒါကျွန်တော်ရဲ့ဒါ youtube tiktok မှာအပိနေတဲ့ညီကိုတွေအားလုံးဒီနေရာနေရနေပြီးတော့စုံကောင်းတောင်းပြလိုက်ပါရဲကျွန်တော်ကြည့်ရှုအပိနေတဲ့ညီကိုတယောက်စီတိုင်းစိတ်ကြမ်းချင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်အယုံဆုံးဆုတောင်းပြလိုက်ရပါရဲအဲ့တော့ဒီနေ့မှာတော့ကျွန်တော်ပွဲစဉ်နေရတော့ပါတယ်ပွဲစဉ်နေပါတယ်ဆိုပေမဲ့ကျွန်တော်တို့ကတော့ပွဲရတော့အများကြီးရှိပါတယ် online ပွဲတွေနဲ့ဒါ ညီကိုတွေကိုဒါအကျိုးပြုစေခြင်းနဲ့စိတ်ပဲရှိတယ်။အဲ့ဒါကြောင့်မို့လားကျွန်တော်လည်းဒါ BI မီတပွဲကောင်းအနေနဲ့ရော online ပွဲတော်ဝယ်လေးရွေးချယ်ပေးထားတယ်။အဲ့ဒီပွဲကတော့ကျွန်တော်မြန်မာစံတော်ချိန်17:30မှာကစားမယ်။ဒိမ့်မတ်လီ ပွဲဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဒါဒီ overdraw အသင်းလေးနဲ့ကျွန်တော်တို့လင်းမိုင်အသင်းလေးကိုလိုလိုရှင်းလေးသုံးသပ်ပေးခြင်းနဲ့အခုလက်ရှိ body zeta ကျွန်တော်တို့ကြည့်မယ်ဆိုရင်လင်းမိုင်အသင်းစီကျွန်တော်တို့အဝေးကွေးကနေပြီးတော့ level 60 body zeta ပေးထားပြီးတော့ဂိုးပေါင်း zeta မှာကျွန်တော်တို့နှစ်နှုတ်90နှစ်နှုတ်100 zeta ပေးထားတယ်အဲ့တော့ကျွန်တော်တို့လင်းမိုင်အသင်းနဲ့ဒီ overdraw အသင်းလေးကိုဒါကျွန်တော်တို့ head to head လေးကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်ရအောင် အဲ့တော့ဟတ်တူဟတ်ရကျွန်တော်ကြည့်မယ်ဆိုဒီနေ့ဘိုဂီဖွင့်လာတဲ့ဘော်ဒီဇီလန်ဒီကျွန်တော်တို့မှန်တယ်လို့ကျွန်တော်တို့ယူဆလို့ရတယ်လေးမိုင်ရဲ့အိမ်ဝင်းမှာတော့ကျွန်တော်ဒီဗီဒီယိုဘီကိုလေးမိုင်တင်ဒီအိမ်ဝင်းကနေပြီးတော့1ပေါင်90ဘော်ဒီဇီလန်ပေးထားပြီးတော့1 2ဆိုပြီးရလက်နဲ့ရှုံးလိုက်ခဲ့တယ်အခုလက်ရှိလေးမိုင်အဝေးကနေ level 60 level 80 body season ကတော့ဒါကျွန်တော်တို့မှန်ကန်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့ယော့တာတော့အနည်းငယ်လေးလို့ကျွန်တော်ယော့သွားတယ်အရင်နှစ်ကပြီးခဲ့တဲ့နှစ်ကဒီလေးမိုင်ရဲ့အဝေးကနေပြီးတော့ဒီ ဗီဒီယိုဗီကိုပေးထားတဲ့ဘော်ဒီဈေးတန်းဒီ level တရားဈေးတန်းဖြစ်တယ်အခုဈေးတန်းနဲ့ရှင်လိုက်မယ်ဆိုတော့ကျွန်တော်ပြား40ပြား30လောက်ဟရတယ်ဆိုတော့ဒိမ့်မိုင်စင်ဒီဗီဒီယိုဗီကိုဒါအရင်ကြီးကျွန်တော်ဘော်ဒီဈေးတန်းမပေးရတဲ့ပုံစံမျိုးလေးမှာကျွန်တော်မြင်ရတယ်ဟုတ်ပြီအဲ့တော့လက်ရှိဒါတို့ဒိမ့်မက်လီရဲ့ TV လေးကိုကျွန်တော်တို့တစ်ချက်တွက်ကြည့်လိုက်အောင်ဒိမ့်မက်လီရဲ့ TV ကိုကြည့်မယ်ဆိုရင်ဒီ အားလုံးပေါင်းတိုတယ်12ပွဲစီကိုစီကံပြီးရပြီဒီလင်းမိုင်ပွဲလေးကတော့ဒါလက်ချံပွဲလေးပေါ့နော်အဲ့တော့လင်းမိုင်ဒီအခုလက်ရှိဒိမတ်လိမှာဆိုရင်ဒါသူတို့တွေဒီအစစ်နစ်နေရာမှာရှိတယ်အကယ်၍များဒီညမှာသူတို့အနေနဲ့ OV ကိုဒါလင်းမိုင်အသင်းနေနဲ့အနိုင်ရရှိခဲ့မယ်ဆိုရင်တရားရဲ့ထိတ်ဆုံးနေရာမှာရမှတ်24မှတ်နဲ့ဦးဆောင်နေမှာပဲဖြစ်တယ်အဲ့တော့ဒီနေ့ညမှာလင်းမိုင်အသင်းအတွက်တကယ်ကိုကျွန်တော်ဒီဇယားကိုဦးဆောင်ခြင်းနဲ့ဆိုတကယ်ကိုနိုင်လုံစိတ်ပြင်းပြင်းနဲ့ကျွန်တော်ကစားပါမလား အဲ့တော့ကျွန်တော်စဉ်းစားရမယ်ထပ်ပြီးတော့ကျွန်တော်ဒါအေရှင်ဖြစ်တဲ့ဒီဗီဒီယိုဗီဒီယိုလည်းကျွန်တော်ပြန်ကြည့်မယ်ဆိုဗီဒီယိုဗီစီလည်းဒါအခုလက်ရှိအဆင့်၄နေရာမှာရှိတယ်အဆင့်၄နေရာမှာဆိုလို့ဒါကျွန်တော်တို့ဒီအမတ်တွေကအရင်ကွာဟတဲ့အထဲမှာမပါဘူးမပါတဲ့အတွက်ကြောင့်မလို့ မပါတဲ့အတွက်ကြောင့်မလို့ဒီ video view လဲအကယ်၍ဒီပွဲသာသူနေနဲ့လင်းပိုင်ကိုတည်ရတော်၎င်းအနိုင်တော်၎င်းကစားမယ်ဆိုရင်လာကျွန်တော်တို့ဒါ19 20 21နှစ်နှစ်အဲ22မှတ်နဲ့ဒါကျွန်တော်တို့ဒီလင်းပိုင်ရဲ့အထက်ကိုရောက်မယ်အဲ့တော့ဘလို့ပဲဖြစ်ဖြစ် နှစ်သင်းလုံးအတွက်ကဒီ2025 2026ကြောက်ဒီဒိမတ်စူပါလိမှာဒါကျွန်တော်တို့ဇယားထိတ်ကိုဥဆောင်နိုင်မယ်ဆိုဒီပွဲလေးတွေသူတို့နဲ့ဒါခြေရတူရှိတဲ့ပွဲဒီဒိမတ်တိုက်တယ်လို့လူနေတဲ့ပွဲနှစ်ပွဲဖြစ်တာတွေ့ကြောက်လို့ဒါဒီနေ့မှာသူတို့အနေနဲ့ရေကုန်ရေကန်ကစားမဲ့ပွဲလို့ကျွန်တော်တို့ထင်ပါတယ်ပြီးတော့လေဒီ ဗီဒီယိုဗီကလည်းလိမ့်မှန်နဲ့တွေးဆိုလိုက်အမြဲတမ်းကြီးအောင်ကစားခဲ့တာဆိုတော့လိမ့်မှန်အသင်းဒီဒီနေ့မှာထပ်ပြီးတော့ကြီးအောင်ကစားပါမလားဟုတ်ပြီအဲ့တော့ကျွန်တော်တို့အိမ်ဝင်းအဝေးဝင်းကာရန်ဖောက်လေးတစ်ချက်လောက်ကြည့်လိုက်ရအောင်အဲ့တော့အိမ်ဝင်းအဝေးဝင်းကာရန်ဖောက်ကြည့်မယ်ဆိုရင်အခုလက်ရှိတာကျွန်တော်တို့တိုတဲပြိုင်ပွဲဆုံးကစားသွားပြီးဒီဗီဒီယိုဗီဒီဒါပြိုင်ပွဲဆုံးကျွန်တော်တို့ဒါ၅ပွဲကစားတဲ့အထက်မှာဆိုရင်ကျွန်တော်တို့၂ပွဲရှုံးနေထားတယ်၃ပွဲအနိုင်ရရှိထားတယ်အဲ့တော့ ဒီ video v ရဲ့ကစားပုံကျွန်တော်တစ်ချက်ကြည့်မယ် video v စီအနည်းဆုံးပြိုင်ပွဲတိုင်းကိုတော့ဒါတကိုးထိရအောင်ကစားနိုင်တယ်အဲရှုံးမဲ့သာရှုံး brother တို့ရဲ့1စီးနဲ့ရှုံးကိုရှုံးမယ်1 1နဲ့တရေကြရင်ကြမယ်3 1နဲ့ရှုံးကိုရှုံးနေခဲ့မယ်အဲ့တော့1 2နဲ့ရှုံးကိုရှုံးနေတယ်ဒါပေမဲ့ဒီ video v ရဲ့ကျွန်တော်တိုက်စစ်အားကတပွဲကိုတကိုးနှုံးထိဒါကျွန်တော်တို့ပြန်သွင်းနိုင်တဲ့ ိုက်စစ်ရှိတယ်တိုက်စစ်ကိုပိုင်ဆိုင်လာတယ်ခန်းစစ်ကတော့ဒါဂိုးပေးတာလေးတွေကျွန်တော်မြင်ရတာကျွန်တော်မြင်ရတယ်အဲ့တော့အဝင်းဝင်းဖြစ်တဲ့ဒါလင်းမိုင်ရတာတိုးတဲ့ပြိုင်ပွဲဆိုကျွန်တော်ကြည့်မယ်ဆိုရင်လင်းမိုင်တင်းတီလဲပြိုင်ပွဲဆိုကစားရတယ်ပြိုင်ပွဲဆိုနိုင်မှာလဲ သူတို့အနေနဲ့တိုက်စစ်ပိုင်းနေတာလဲအစွမ်းပြတယ်ကျွန်တော်တိုက်စစ်နေတဲ့အနည်းဆုံးတကူနှစ်ကူအလောက်ထိရတယ်ပေးကိုခံခံတဲ့တရားလဲလားပေးကိုဒါတကူနှစ်ကူထိပြန်လဲခွင့်ပြုထားရဲဆိုတော့နှစ်သိန်းလုံးကကျွန်တော်တို့ဂိုးပေးဂိုးယူစော့တဲ့အသိန်းလို့တော့ကျွန်တော်ပြောလို့ရတယ်အဲတိုက်စစ်တရားလဲဂိုးတွေရရလို့ခံစစ်ကလဲဂိုးတွေပေးရတယ်ဒါပေမဲ့ကျွန်တော်တို့ထူးခြားတာကဂိုးပေါင်းဈေးတန်း နှလုံးအနုတ်90နှလုံးနှုတ်100ဘော်ဒီဇီးထဲမှာဘာဖြစ်လို့ကျွန်တော်တို့သုံးလုံးသွင်းအပြစ်ထိုးသားတွေရောအပြစ်ပျော်ရွှင်ခွင့်ရအောင်ဘိုကီတွေဘာဖြစ်လို့ဖန်တီးပေးတာလဲဘိုကီတွေရဲ့ဒါလက်ကွက်လားဒါကျွန်တော်တို့တစ်ချက်စဉ်းစားရမယ်အဲ့တော့ဒီနေ့မှာကျွန်တော်ဘော်ဒီဇီးထက်စာကျွန်တော်ဂိုးပေါင်းဇီးကိုကျွန်တော်ပို့ပြီးတော့ချင်းကက်လိုက်တယ် ဘယ်အချက်ကိုချင်းကပ်လိုက်လဲဆိုတာပြီးမှကျွန်တော်ထပ်ပြီးပြောပြမယ်ဒီနှစ်သင်းကကျွန်တော်ဒီဒိမတ်စူပါလိရဲ့ဒါကျွန်တော်တို့ဒါတိုက်တဲစုကိုရည်ရွယ်ထားတယ်ဆိုရင်ဒီနှစ်သင်းခြေတူအသင်းတွဲဆုံတဲ့အချိန်မှာကျွန်တော်တို့ရေကုန်ရေကန်းကစားမယ်ပွဲလုံးဝအကျိတ်နဲ့ကစားမယ်ပွဲတကယ်လို့နိုင်တဲ့အသင်းဂိုးရင်ရတဲ့အသွင်းကထိန်းပြီးတော့ပဲကစားသွားမှာလားကိုကျွန်တော်တို့ဒါဒီညမှာစောင့်ကြည့်ရမှာပဲဖြစ်တယ်ဟုတ်ပြီအဲ့တော့ body ဈေးနဲ့ကျွန်တော်တို့ပြော့တယ်လေဗယ်60ပြီးရင်က level 100ဈေးနဲ့ရှိရင်ကျွန်တော်တို့30 40လောက်ဟရတယ်ဆိုတော့ ဘာပဲနေနေဒီကျတော့အရင်ပြတဲ့ဗီဒီယိုဗီကိုနေချင်းစရာကောင်းဝင်ကောင်းနေလိမ့်မယ်အဲ့ရထက်အန်နီများတယ်အန်နီများပြီးတော့ရင်ခုန်ချင်းနေဆိုညီကိုတို့ဒီလင်းမိုင်အသင်းလေးပွဲကိုကိုပေါင်းစည်းဆော့တာပူကောင်းတယ်เนาะကျွန်တော်ခုနပြောလို့ပဲသုံးလုံးအပြည့်စားကြီးရတော့နည်းနည်းတော့ something of something ပဲဟုတ်ပြီအဲ့တော့ဒီနေ့ညမှာကျွန်တော်ရဲ့စိတ်ကြိုက်တပွဲကောင်းကိုကျွန်တော်ကိုရွေးချယ်ပေးပါဆိုကျွန်တော်ကတော့လင်းမိုင်အသင်းနဲ့ဒီကျွန်တော်တို့ video view အသင်းလေးမှာကျွန်တော်တို့ goal out ပဲကြိုက်တယ်ဘာဖြစ်လို့ goal out ကြိုက်လဲ ပွဲစဉ်တိုင်းကျွန်တော်တို့ BDDF ဖြစ်တဲ့အဲတူဝဲဆိုပြီးရလက်ဒီဒီ horizon အသင်းတို့ ho ho bro တို့ဘောနော်အဲ့လိုအသင်းတွေဆို33 21 12 12 BDDF ရက်ဖြစ်တယ်ပြီးတော့အကောင်လုံးကလည်းကျွန်တော်တို့ဂူးပေါ်ထားရတယ်ဆိုဒီနေ့ညဒါနောက်ဆုံးဒါဒိမတ်လီရဲ့လက်ကျန်ပွဲတပွဲဖြစ်တဲ့ဒီပွဲကလည်းထပ်ပြီးတော့ဂိုးပေါ်သွားမလားဂိုးအောက်သွားမလားအဲ့တော့ကျွန်တော်ပြိုင်ပွဲဆုံးသူတို့တွေဒါ တောက်ကြနေကျွန်တော်ပြီးတော့စနေတနင်္ဂနွေနေ့မှာဆိုကျွန်တော်တိုတယ်အားဖြင့်ကျွန်တော်ပြိုင်မှုသူကိုငါးပွဲကစားတာငါးပွဲလုံးဂိုးပေါ်တာတယ် BD ရဲ့ရက်ဖြစ်တာတယ်အဲ့တော့ဒီနေ့မှလည်းထပ်ပြီးတော့ BD ရဲ့ရက်ဖြစ်မှာလားအပြန်လန်ဂိုးသွင်းမှာလားဂိုးပေါ်မှာလားဆိုတော့ကျွန်တော်တို့တွေစိတ်ဝင်စားစောက်ကြည့်ရမှာအဲ့တော့တကယ်လို့ဒီပွဲမှာကျွန်တော်ကပုံဝင်ပြောရကျွန်တော်တို့ဒါစိတ်ကြိုက်တပွဲကောင်းအဖြစ်နဲ့ကျွန်တော်တို့ကိုအောက်ကြိုက်တယ် အန်ဒီရဲများတယ်နှစ်သင်းလုံးကတိုက်စစ်တွေကအ ਨੇ ဆုံးတကိုးတကိုးစီရတယ်ခံစစ်တွေကလည်းဂိုးတွေပြန်ပေးရဲ့ဓာတ်နဲ့ကိုကျွန်တော်တို့သုံးကိုးသွင်းရင်အပြည့်ပျော်ရွှင်ခွင့်ကြီးကိုဒါဘုတ်ကီတွေနဲ့ကျွန်တော်တို့ပေးပျော်ဝမလားဒါကျွန်တော်တို့ဂိုးပေါ်ခေါ်ခြင်းများဖြစ်နေမလားအဲ့ဒါကိုကျွန်တော်ပြန်စဉ်းစားတယ်အဲ့တော့ကျွန်တော်ကတော့ဘုတ်ကီခေါ်တဲ့နောက်ကျွန်တော်မလိုက်ချင်ဘူးပြီးခဲ့တဲ့ကျွန်တော်ဒီစနေတနင်္ဂနွေနေ့ စနေပြီးခဲ့တဲ့တောက်ကြစနေနေ့ကဒါကစားရတယ်သူတို့တခြားပြိုင်ပွဲတွေမှာဒါကျွန်တော်တို့ head to head ပုံစံမျိုးပုံစံမျိုးကျွန်တော်ကြည့်ပြီးတော့ဒီပွဲလေးကိုကျွန်တော်တို့ go out ကြိုက်တယ်ကြိုက်တူတဲ့ညီကိုများနေလေလိုက်ဆုံနိုင်တယ်မကြိုက်တဲ့ညီကိုများနေရလေဒီပွဲကိုအဲရှောင်ပြီးတော့ဒီညီလေးပြောတာဟုတ်လားမဟုတ်လားဆိုတော့ကျွန်တော်အနေနဲ့စောက်ကြည့်ဈေးချင်းနေဟုတ်ပြီနော်အဲ့တော့ဒီလိုမျိုးနေ့စဉ်ပွဲကောင်းလေးတွေတင်ဆက်ပေးနေမှာဖြစ်တော့ကြောင့်မလားကျွန်တော်ရဲ့ go in buyer youtube channel တော်တော် channel လေးကို like subscribe လုပ်ပေးတာပါ ပြီးတော့လေ Telegram channel ညီကိုတို့အနေနဲ့ join မိတာပါ Telegram channel မှာဆိုတော့ကျွန်တော်အနေနဲ့ကနေ့စဉ်ဒါပေါက်ကြီးလေးတွေပြီးတော့ကျွန်တော်လေ့လာမိလေ့လာရသလောက်တဲ့ဒါ data အချက်အလက်လေးတွေကိုပုံမှန်တင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်မို့ Telegram channel ကို join မိတာပါ Telegram channel မှာတော့ညီကိုတို့အတွက်ကိုဒါအကျိုးမရုပ်စေရဘူးလို့ကျွန်တော်အနေနဲ့အမခံပါတယ်ပြီးတော့လေကျွန်တော်တို့ဒါထိုင်းရောက်နေတဲ့ရွှေညီကိုတွေအတွက်ကလည်းကျွန်တော်တို့ထိုင်းပန်ရှိုံတွေတွေစော်ကစားလို့ရပြီဆိုတဲ့ကြောင့်ဒီညနေပြောချင်တယ်ပြီးတော့လေဒါကျွန်တော်စီမှာဒါ VIP package ဝယ်ထားတဲ့ညီကိုတွေများစွာရှိပါတယ်ကျွန်တော်စီမှာဒါကျွန်တော်မြန်မာနိုင်ငံညီကိုတွေရှိတယ် တော့ထိုင်းရောက်ညီကိုတွေရှိတယ်မလေးရောက်ညီကိုတွေရှိတယ်ဂျပန်ညီကိုတွေရှိတယ်ပေါ့နော်ကိုရီးယားညီကိုတွေရှိတယ်အဲညီကိုအားလုံးကိုလည်းကျွန်တော်ဒီနေရာနေပြီးတော့ဒါစုမကောင်းတောင်းပန်လိုက်ပါတယ်စိတ်ချမ်းသာညီကိုကြီးဂျမန်ညီနဲ့ပြည်စုံကြပါစေညီကိုတို့လုပ်ငန်းဖွင့်နိုင်လေဒါအဆသာရအဆင်ပြေကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးလိုက်ပါတယ်အဲ့တော့ဒီမှာဒါကျွန်တော်စီမှာတလ VIP ဝယ်ခြင်းနဲ့ညီကိုတွေပဲဖြစ်ဖြစ်ဒါကျွန်တော်စီမှာအကောက်ဖွင့်ပြီးအပေးခြင်းနဲ့ညီကိုပဲဖြစ်ဖြစ်ပေါ့နော်အပေါင်းကူဝါကို86 36 36 56ကိုဆက်သွယ်ပြီးတော့အကောက်ဖွင့်ကစားလို့ရတယ်ဗျာမီပက်ကေးတလစာဝယ်ယူလို့ရပါပြီဆိုတဲ့ကြောင်းကို ပြောကြိုင်းနေပဲဒီဗီလို့ဒီမှာပဲအဆုံးသတ်ချင်ပါတယ်အဆုံးထိကြည့်ရှုပြီးတဲ့ညီကိုတယောက်စီတိုင်းကျမ်းမာချမ်းသာကြပါစေကျမ်းမာချမ်းသာကြပါစေအားလုံးပဲကိုလက်ပါကိုလက်ပါနော်